ခဏနေရောက်မဲ့နေရာကဘုမိတာရာမင်းကြီးကိုတားတော်ဇာတတက်ဘီမင်းက ထောင်သွင်းအကျဉ်းချတဲ့ထောင်နေရာလို့အတိမတ်ပြထားတဲ့နေရာကိုစင်ပြီးလေ့လာมาဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုဂျေးလို့ဒီဒီဒီဒေတာပြန်နေနားလည်ထားတယ်ထောင်သွင်းအကျဉ်းချတဲ့နေရာ မိမိသားရမင်းကိုထောင်သွင်းကျင်းချတဲ့နေရာအဲ့ဒီထောင်နေရာကနေပြီးတော့ဦးဇင်းတို့ဟိုတောင်ချီကိုတောင်မော်လှမ်းကြည့်တဲ့အခါမှာဒေစကုတ်ကျောင်းတော်ရနေရာကိုလှမ်းမြင်ရတယ်ပေါ့အဲ့တော့အဲ့ဒီအချင်းရာကိုကြည့်ကျင်တဲ့အခါမှာတခြားလေးအာရုံစိုက်ပြီးတော့ကြည့်ရပါတယ် အဝိရှာရှန်ဒီဇေဒီရဲ့မလမကန်တောင်ကျောအစင်းမှာဂေစကုတ်ကျောင်းတော်ရာရှိတယ်။အဲ့ဒါကိုဒီမိမိတရမင်းအချင်းချားတဲ့ထောင်နေရာနေပြီးတော့မှလမ်းကြည့်ရင်မြင်ရတယ်တဲ့။အဲ့ဒီထောင်နေရာကခရီးရှင်တရင်တုံးနဲ့ဇင်းညံကြွတဲ့ဂေစကုတ်ကျောင်းတော်ရာနေရာမှာအမြင်ရတဲ့ဖူးတွေ့ဖူးတွေ့ရတဲ့နေရာမှာတည်ထားတည်ထားပေးတဲ့ထောင်နေရာဖြစ်တယ်လို့နားလည်ရမှာဖြစ်တယ်။ တော်ဗိမိဒရာမင်းရဲ့တောင်းဆိုချက်ရဖို့တာတော်ဇာတတကဗိမိဒရာမင်းကိုအချင်းချတဲ့အခါမှာဗိမိဒရာမင်းကဘာတောင်းဆိုလို့ဆိုရင်မြတ်စွာဘုရားကိုဖူးတွေးလို့ရမယ့်နေရာတာနေရာကိုတည်းသူ့ကိုထောင်တွင်းချင်းချဖို့တောင်းမှန်တဲ့အခါမှာလက်လျောပေးတဲ့နေရာအဲတော့ဒါနဲ့ဖေးချာမှာဖြစ်ပေါ်ခဲ့တဲ့ဒီမှတ်တမ်းပေါ့ အဇာတတရဲ့ဘာကင်ပေါ်မှာကျင်းလွန်ခဲ့တဲ့အပြစ်တွေအားသူ့အနေနဲ့သူ့သားသမီးရင်သွေးမရမရခင်မရသေးချိန်ထိဘာမှမခံစားပြီမလို့သူကိုယ်တိုင် သူ့ရဲ့တားတော်တယောက်မွေးဖွားတဲ့အချိန်မှာဘာကင်မေတ္တာကိုနားလည်ပြီးတကာလနောင်တကြီးစွာရပြီးတော့ဒီနောင်တတရားနဲ့ပူပန်မှုတွေကိုကြည်အေးဖို့ပြေပြောက်ဖို့ရာအတွက် ကြိုးစားကြတဲ့အခါမှာတိတ်တိတ်ဆရာကြီးတွေမြောင်များစီလမ်းညွန်ပြီးတဲ့လမ်းညွန်ပြီးတဲ့မင်းပိဋ္တတ်တွေပေါ့နောက်ဆုံးကြတော့ဇီဝကရဲ့အကူအညီနဲ့ဘုရားနဲ့တွေ့ခွင့်ရတယ်ပေါ့ဆိုတော့ဒီနေရာဒီအဇာဒဒကဖခင်ကိုထောင်သွင်းအကျဉ်းချတဲ့နေရာဖြစ်တယ်ပြောကြမယ် ါတော့အခုကျွန်တော်တို့ကားကိုလမ်းဘက်မှာရက်ခဲ့ပြီးတော့အတွန်းထဲကိုနည်းနည်းဝင်ရပါတယ်။ဒီမိသားမင်းကြီးကိုတာတော့အစတက်ကနေမှာထောင်သွင်းချင်းချတဲ့နေရာကိုဝင်နေတာဖြစ်ပါတယ်။ထောင်ပေါ်ဂျေးတဲ့သူဂျေးလို့ခေါ်ပါတယ်။အိန္ဒိယလို့တော့ဒီထောင်နေရာနေပြီးတော့နောက်တော့ကျွန်တော်တို့ဂိတ်စကုတ်တောင်သွားပါမယ်။ ဒီထောင်နေရာနေဘက်တောင်ကိုကြည့်လိုက်ရင်တော့မက်ဆာဖရာသတင်းသုံးတော်မူတဲ့ gate scope တောင်ကိုရောက်ပါတယ်။ဒါကတော့ထောင်လို့တော့ပြောတာပေါ့ခုလောလောဆယ်တော့ကြောက်ရိုးပဲရှိပါတယ်ခင်ဗျာ။နောက်တစ်ပိုင်းမှာကျွန်တော်တို့ရဲ့ guide ဥစဉ်ရှင်းပြတဲ့ဟာတွေကိုဆက်တင်ပေးပါမယ်။မင်းနဲ့မလောက်တဲ့အတွက်ကျွန်တော်ခွဲပြီးတင်ပေးတာဖြစ်ပါတယ်ခင်ဗျာ။မိမိသားရမင်းကြီးသားတော်ကိုမြတ်စွာဘုရားရှင်ဖူးလို့ရအောင်တော့ဒီညလေးမှာထားပေးဖို့ဒါ တောင်းပန်ခဲ့တာပေါ့ညာနေပဲမြတ်စွာဘုရားရှင်ကိုသူထောင်နေရနေပဲပူချင်လို့ဆိုပြီးတော့ထားခဲ့တဲ့နေရာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာဆက်လက်တင်ပြပါမယ်ခင်ဗျာ